ီတောင်ကူနာပပလဲတော့မှရောက်နေတဲ့ဒီလက်နက်ကင် PDF တွေကိုနှိမ့်နှင်းမှုသူတို့မလုံးနိုင်တော့တာလားလမ်းမှာ PDF တက်လို့စစ်တပ်ကအရာရှိတွေမနှောက်သေးအောင်လို့ဆိုတာမသိနိုင်ဘူးအဲခဏစဉ်းစားကြည့်လုံချုံရဲတဲ့တရားမလုပ်ဘူးလမ်းကြောင်းလည်းမရှင်းတာဘူးဘာမှလဲဝင်ဖြစ်ပဲနဲ့ခဏစစ်သားကသူ့ဟာသူတယောက်နဲ့လာတော့ဘယ်လိုလုပ်ရမလဲဗျာဟိုကတအုပ်ကြီးလမ်းမှာမိုင်းဆွဲတာချောင်းပြတာစနိုက်ပါပြတာစတီဟိုမှာပေါ့ဗျာနေထိုင်နေတောင်ကူကတိုက်စနစ်ကြီးတခုလုံးရှိတယ်ဒါပေမဲ့ထွက်ရှင်းဖို့မလုပ်ကြဘူးမတက်မရှိတာလားစစ်သားမရှိတာလားစစ်သားမရှိတော့မဖြစ်နိုင်ဘူးလေမဖြစ်နိုင်ဘူးအဲ့တော့ တောင်ကူမှာရှိတဲ့တိုက်ဆန်စာချုပ်ကြီးထိုင်ထားတာအဲ့ဒီအဖွဲ့တွေကတော့ထွက်မရှင်းနိုင်ဘူးဆိုတာတောင်ကူတိုင်းတောင်ကူမှာထိုင်တဲ့တိုက်ဆန်စာချုပ်စတိုင်စစ်တိုင်းမှုနဲ့တက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့အရေးချင်းကိုမေးခွန်းထုတ်ရမှုဖြစ်နေပြီ အားလုံးပဲမင်္ဂလာပါရေဘော်ရိုထင်ချန်နေကလည်းပြန်လေကြိုဆိုလိုက်ပါတယ်ဒီနေ့က2015သုံးလပိုင်း16ရက်နေ့မနေ့ကင်းဖြစ်ပါတယ်ဒီမနေ့ကင်းစီစီမှာတော့အာရခတတော် AE ရဲ့ထူးစစ်ကိုစစ်ကောင်စီဘယ်လောက်ထိကြောက်လန့်နေလဲဆိုတာကိုအရင်ဆုံးပြောရအောင်ဒါက AE ထူးစစ်ကိုကာကွယ်ရန်နဲ့စစ်ကိုဖိတင်းရန်ဆွေတောင်တွန်းလေရင်ကွန်းနဲ့ပြည်လန်းအမြန်ဆော့လုပ်ပြီးစစ်လေရင်များစတင်ဆင်းသက်နေပါပြီလို့သိရှိရပါတယ်ဒါကစစ်ကောင်စီရန်ကိုကြောက်နေလို့ AE ရဲ့ထူးစစ်ကိုအမြန်ဆုံးပြောင်းပြင်ဆင်နေတာလို့သိရှိရပါတယ်ဒါကပကောတန်းအတွက်မှာအာရခတတော် AE ရဲ့ထူးစစ်ကိုစစ်ကော ောင့်စီကကာကွယ်ရေးစစ်ကူများအချင်းမင်းခစ်တင်းနိုင်ရန်ဆွေတော်မြို့နယ်တွင်လေရင်ပြည်လက်အမြန်ဆော့လုပ်ပြီးစစ်လက်ရင်ပြန်တန်းဆင်းသက်မှုများစတင်ဆန့်သက်လှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။ဒါကလပန်းရပန်းကာလအတွင်းမှာဆွေတော်မြို့နယ်ထဲမှာလေရင်ပြည်လက်တစ်ခုကိုစစ်တကအမြန်ဖော့လုပ်တယ်။အရင်ကလုံးဝမရှိဘူး။အမြန်တီးဆုပ်ထားတာပြီးရင်ညဖက်ဆိုရင်လေရင်အတက်အဆင့်တွေလုံနေပြီးဒီလေရင်ကွန်းကိုဆက်ပြေးရော်တည်နေကန်းတင်ရွာဖက်ကနေဝန်းတယ် ရခိုင်ပကိုးနယ်အညာဖက်ကိုအဓိကလေကြောင်းဆက်စင်ရဲ့လွတ်မေလို့သိရတယ်။သူနာမှာဆက်ကဆရဲ့66နယ်မလန်မကန်ပဲပြည်နယ်မီနဲ့ အပီရင်နဲ့မင်းနဲ့လေနင်းနေလို့အာသတင်းရှိမှုတွေစီကနေသိကြရပါဆိုပြီးတော့ခက်တိမီဒီယာသတင်းဌာနမှာရေးသားဖော်ပြထားတွေ့ရပါဆိုတော့ဒီဟာကအေကတောင်ကုတ်လမ်းပန်းမှာတဆင့်ပေါ့နော်ဘကိုးတန်းအတွမ်းတော့ဝင်ရောက်ပြီးလာပြီးတော့အာမိုထီတောင်စခန်းကိုဇန်နဝါရီလ26ရက်နေ့ကတင်ပတ်ရရှိပါတယ်ဆိုတော့အခုမတ်လ14ရက်နေ့မှာညောင်ကျူးတက်စခန်းကိုနော်အာတင်ပတ်ရရှိခဲ့တယ်ဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့အာ ခုဆိုလို့ရှိရင်တတော်လေးကိုကြောက်နေကြပြီစစ်ကောင်စီတပ်ဖွဲ့တွေတတော်လေးကိုပြင်ဆင်နေရပြီအခုညွန်တူးတက်စခန်းကိုတော့ကျွန်တော်တို့အရခတ်တော်ကြီးကတင်ပတ်ရရှိပြီဆိုတဲ့တဲ့ရင်ကိုကြားပြီးတဲ့နောက်မှာပုံမှန်တွေဆိုဆိုလို့ရှိရင်ခင်ဖက်ကိုငင်းနေကြပါတယ်ဆိုတော့ဒီအရကတော့မကြခင်မှာအရခတ်တော်ကြီးကကျွန်တော်တို့အမေနဲ့ပြောပါတယ်အရခတ်တော်ကြီးကတေချမ်းမှတရင်တွေထုတ်ပြန်တယ်အရခတ်တော်ကြီးထုတ်ပြန်လာပြီဆိုလို့ရှိရင်စစ်ကောင်စီတပ်ဖွဲ့တွေရဲ့အာအဲကပစားတော့နော်အဲပကိုးတန်းကပကပကစားအကပစားတော့အကောင်လုံးကိုကျွန်တော်အခတ်တော်ရဲ့အာ ထူးစက်ကိုအကောင်လုံးဝမ်းတော့မှာဆိုတော့ဒီဟာကစက်ကောင်စီတပ်ဖွဲ့တွေအရန်ကိုကြောက်နေတယ်ဆိုတော့ညွန်ကျူးတက်စခန်းကိုအာကြက်ပြီးလို့ကြက်ရင်စက်ကောင်စီတပ်ဖွဲ့တွေရဲ့စစ်တပ်အင်အားကတော်လေးကိုကြာစင်းတော့မှာဒီဟာကငေါအာ ညောင်ကျိုးညောင်ကျိုးတစကန်ကတတော်လေးကိုအရေးကြီးတဲ့စကန်တစ်ခုလို့သိရှိရပါတယ်။ဒီဟာကစက်ကောင်စီတပ်ဖွဲ့အတွက်အရန်ကိုအရေးကြီးတယ်။ကျွန်တော်တို့ဒေါ်လိုင်းတပ်ဖွဲ့တွေတွေ့လဲအရန်ကိုအရေးကြီးတဲ့စကန်တစ်ခုနောက်တစ်ခုသတင်းကစကန်တန်းဆူဘူမြို့မှာရက်ခါထော်ပြပြန်လာတဲ့စစ်တပ်ကိုကြက်ဖြတ်တက်ခတ်မှုမှာကာတစီနဲ့စားစီပေါ်မြောင်တင်းစီရရှိဘီကကိုမင်းရှုရှင်းလင်းခဲ့တယ်လို့သိရှိရပါတယ်။ဒါကမလ14ရက်နေ့မူလေ3နာရီ40မိနစ်ခန့်မှာကျွန်တော်တို့ဒေါ်လိုင်းတပ်ဖွဲ့တွေကစက်ခတ်နဲ့ပတ်ခတ်ပေါ့နော်။ပတ်ခတ်အင်းအား90ကျော်ကဆွေဘူးမြို့အတွင်းကိုကားသုံးစီးနဲ့ရက်ခါတော်ထုတ်ပြီးတော့ အပြန်ကိုစောင့်ကြည့်တက်ခတ်ခဲ့တာကားတစီကတော့လမ်းဘေးမြောင်းထည့်ကိုထူကြတော့ပြီးတော့စက်ခတ်တွေဖြုတ်ဖျဲဆော့ခွာထွက်ပြီးတော့ကြတာဆိုတော့ဒါကစားစီပေပါတလုံးနဲ့အစီကလန်စီကလန်ဝန်စားစီပေါ့နော်စားစီ6လုံး6ပေါင်းတော့ကိုတော့အာတင်းစီရမင်းခဲ့ပါတယ်ဆိုတော့ဒီထက်မှာလမ်းဘေးလမ်းဘေးမြောင်းအတွင်းကိုထူကြတော့တဲ့ကားကတော့အလွေတကူအာတေယူဆွပြောင်းပေါ့ မင်းရှုရှင်းလင်းလိုက်တယ်လို့သိရှိရပါတယ်ဒါဒီထဲမှာစက်ခတ်တွေစက်ခတ်တွေထိခတ်သေးဆုံးမှုတွေများပြားနိုင်ပါတယ်ဆိုတော့ဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့အရေအတွက်ကတော့အတီမပြုတ်နိုင်သေးဘူးဆိုတော့ဒီလက်ထဲမှာကျွန်တော်တို့စက်ခတ်တွေထွက်ဖို့ကနစီရှိပြီးမင်းရှုရှင်းလင်းနိုင်ခဲ့တာဟုတ်အာဆွေဘူမြို့နယ်ဘီတုကကွေရဲ့တပ်ဖွဲ့မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်သူကဒီကကအဆိုပါတပ်ဖွဲ့မှာဆွေဘူမြို့တွေအာမြို့နယ်မှာရှိတဲ့တပ်ပေါင်းစုတွေကတက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်ဒီထက်မှာစစ်ကောင်စီတပ်ဖွဲ့တွေက အင်းအား90ကျော်ပါတယ်ဒီတိမသေးဆုံးနေတဲ့လူကအတီကျတော့မသိရသေးဘူးဆိုတော့သေဆုံးမှုကထိခတ်သေဆုံးမှုကရှိမှာပါဆိုတော့ကားတစီကိုအာမြောင်းထဲကိုထိုးကြသွားအောင်တိမနော်ပြစ်စရာရှင်းလင်းနိုင်ခဲ့တယ်ပေါ့နော်နောက်တစ်ခုသတင်းကတော့မိုးပြေတွင်အင်းအားသုံးပြီးထိုးစစ်ဆင်လာတဲ့စစ်တပ်ကိုတူလိုင်းရဲတပ်ဖွဲ့များက အခက်မှုမှာစစ်သား55ဦးသေဆုံးပြီးတော့လက်နက်ကိုလည်းတင်းစီရရှိခဲ့ပါတယ်။ဒီထက်မှာစစ်ကောင်စီတပ်ဖွဲ့တွေအထိနာနေပြီးတော့ပြန်လည်ဆုတ်ခွာတော့ပါတယ်လို့သိရှိရပါတယ်။ဒါကရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်အဆက်မှာရှိတဲ့မိုးပြေတွန်းအင်အားသုံးပြီးတော့ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုတော်လိုင်းတပ်ဖွဲ့တွေကတက်ခတ်မှုမှာ55ဦးသေဆုံးခဲ့ပါတယ်။အာလက်နက်ကကိုလည်းလူသွားခဲ့ပါတယ်။စစ်ကောင်စီတပ်ဖွဲ့တွေအထိနာနေပြီးတော့ပြန်ပြီးတော့ဆုတ်ခွာတော့ပါတယ်ဆိုပြီးတော့ KN KNDF ဘဟုမှာ ရင်းနဲ့ပြန်ကြရေးဘဝန်ရှိသူကပြောဆိုပါတယ်စစ်ကောင်စီကအခုတပ်ပွဲတန်းမှာရှောင်းနေလာတာနဲ့အမျှနိုင်ငံတကာဥပဒေနဲ့မငင်တဲ့ဓာတုလက်နက်တွေတုံးပြီးတော့သူတို့ဖက်ကစစ်ရဲအသာစီရဖို့အတွက်အပြင်းထန်ကိုစ조사နေလို့ပြောရမှာဖြစ်ပါတယ်မိုးပြင်းနဲ့အနေတဝက်ကပြည်သူတွေပြည်သူတွေကလည်းအကောင်လုံးကိုဆက်ရှောင်သွားကြတယ်ဒါပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတက်ခတ်မှုတွေဒရုန်းတက်ခတ်မှုတွေရှိနိုင်တဲ့အတွက်ကြောင့်ပြည်သူတွေအနေနဲ့တော့လုံချုံရေးတရရှိရှိနေနေထိုင်ကြပြီးကြဖို့ လက်တွဲအချိန်ပါတယ်ဟု KNDF ဘဟုရဲ့တရင်နဲ့ပြန်ကြရဲဌာနတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဆိုတော့ဒီဟာကစက်ကောင်စီကတော့သူတို့ကုတ်တလုံးမှာတက်ပွေးတက်မှာရှောင်းနေလာပါပြီဆိုတော့ရှောင်းနေလာတဲ့အမြတ်စက်ကောင်စီကတော့သူတို့အနိုင်ရမဲ့နင်းလန်းတွေကိုနင်းအမျိုးမျိုးနဲ့ရှောင်းနေရှာနေမှာဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့လည်းပြင်းတူလိုင်းတက်ဖို့တဲ့အနေနဲ့လေတရိပ်ထားရမှာဖြစ်ပါတယ်အခုချိန်မှာသူတို့တွေကအနံ့ရဖို့အတွက်ဘာပဲဆိုတော့မှာဖြစ်ပါတယ်အဲ့ နောက်တစ်ခုသတင်းကမချလာ14ရက်နေ့ကတင်ဆက်ပေးတဲ့ထမ်းမြန်မာနေဆက်မှာရှိတဲ့စစ်ကောင်စီတပ်၏ပူလူတုစခန်းကိုတက်ခတ်သိမ်းပိုက်မှုမှာစစ်သား12ဦးသေဆုံးပြီးတော့စစ်တအုပ်ကထမ်းဖယ်သွားထွက်ပြေးသွားတယ်လို့သိရှိရပါတယ်ဒီထက်မှာလက်နက်ကြီးရဲများလည်းတင်းစီရရှိတယ်လို့သိရှိရပါတယ်ဒီဒီဒီတပ်ပွဲမှာပူလူတုစခန်းသိမ်းတပ်ပွဲမှာ KN KLNA ဖက်ကရဲဘော်ချုပ်ဦးတဲ့ရရှိခဲ့ပြီးတော့3ဦးကတော့ကြက်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ဒီဟာကကျွန်တော်တို့လိုင်းတပ်ဖွဲ့တွေကဒီတက်ဒီစခန်းသိမ်းပိုက်မှုမှာ3ဦးကတော့နော် တုံးကတော့မိမဲ့ဆိုတာကျွန်တော်တို့ပြည်သူတွေအတွက်အသက်ပေးဆက်သွားပြီလို့သိရှိရပါတယ်။ဒီကကကျွန်တော်တို့တူလိုင်းပြည်သူတွေအနေနဲ့ဒေါ်လေးကိုစစ်မကောင်ဖြစ်ရပါတယ်။ဒီတပ်ဖွဲ့ကစစ်ကောင်စီတပ်ဖွဲ့တွေဘလော့ပေးတည်တည်ကျွန်တော်တို့တူလိုင်းတပ်ဖွဲ့တွေကတရော့တည်ရင်တော့မှဒေါ်လေးကိုတည်ရင်ရရင်တော့မှအမတန်မှကျွန်တော်တို့ဝန်နေရတယ်။ ခုဆိုလို့ရှိရင်တောင်းဦးကြဆုံးတော့တယ်ဆိုလို့တတော်လေးကိုပေးဆက်မှုများတယ်လို့ပြောရမှာဖြစ်ပါတယ်။ကဲဆိုတော့နောက်တစ်ခုကရခိုင်ပြည်ဖက်ကိုတော့ကြည့်အောင်ရခိုင်ပြည်မှာဆိုလို့ရှိရင်အရခရတော်ဧကရခိုင်ပြည်တစ်ခုလုံးကိုသိမ့်ပိုက်ရရှိပြီလို့ပြောလို့ရတယ်။ဒီထက်မှာဘင်္ဂလားဒေ့ရှ်နေဆက်ပါဝန်ဆိုတော့အရခရတော်အေနဲ့နေဆက်အရေးပါဝန်စစ်ဖက်ဆန်ရာစစ်ဆန်ရေးပြည်လင်းမှုရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ကပြောဆိုလာပါတယ်။ဟိုတနေ့ကဘင်္ဂလားဒေ့ရှ်အစိုးရပြောဆိုပူတာရှိပါတယ်။ဘာလဲဆိုလို့ရှိရင်အာမြန်မာနိုင်ငံကအစိုးရမဟုတ်တဲ့သူတွေနဲ့ဆက်ဆံမှုမရှိပါဘူးဆိုပြီးတော့အာချိလာပါလေမဟုတ်ဆိုပြီးမှပြောလာတာရှိပါတယ်။အခုချိန်မှာအာဒီလိုမျိုးအာခရတိုအေးနဲ့ပြင်ပြီးတော့ဆက်ဆံလာပြီဆိုတော့ကျွန်တော်တို့အာခရတိုအေးကရခိုင်ပြည်မှာအစိုးရဖြစ်နေပြီဆိုတော့ကျွန်တော်တသိသိပြက်နေဖြစ်ပါတယ်။ဆိုတော့ဒီအာခရတိုလေးကိုကောင်းတဲ့အနာလာတစ်ခုဖြစ်ပါတယ်။ ။ဒီကနေသက်မှာအေးနဲ့ဆက်ဆံရေးပြည်လင်မှုရှိပါတယ်။ပြီးရင်ဆက်ဖက်ဆန်ရာကိစ္စအဆက်အသွယ်တွေကိုကျွန်တော်တို့ဆက်ဆက်လက်ပြီးတော့ထင်းထင်းထားပါတယ်ဟု၎င်းကပြောပါတယ်။ဆိုတော့အေးနဲ့စစ်တွေ့ဆက်ဆံမှုနဲ့ပတ်သက်ပြီးတော့ရခိုင်ပြည်အတွင်းကအခြေအနေတွေကိုအမေးဆုံးကြည့်နေပါတယ်။မေးဆက်လုံချုံရေး ပြည်ညင်ရစ်နဲ့ငေးချမ်းရစ်ကိုကျွန်တော်တို့ကာကွယ်ဆောင်လျှောက်ပါမယ်လို့ပြောဆိုပါတယ်။ဒီဟာကတော့တတော်လေးကိုကောင်းတဲ့သတင်းတစ်ခုဖြစ်ပါတယ်။ဆိုတော့အခုချိန်မှာရခိုင်ပြည်မှာဆိုလို့ရှိရင်ရခိုင်အာရခနဲ့တော့အေကပေါ့နော်။အစိုးရတစ်ခုဖြစ်နေပြီ။အစိုးရတစ်ခုဖြစ်နေပါပြီ။ဆိုတော့အရင်တုန်းကတော့ဘင်္ဂလားဒေ့ရှ်ကအဲ့မြန်မာနိုင်ငံကမြန်မာနိုင်ငံကအစိုးရမဟုတ်တဲ့သူတွေနဲ့မဆက်သွယ်ဘူးအာဆက်ဆံရေးမလုပ်ဘူးဆိုပြီးပြောရမယ်လေအခုကငါ့ဆက်တော်နဲ့ဆက်သွယ်မှုတွေအာဆက်ဆံရေးကောင်းနေပြီဆိုတော့ညာကတော့ အစိုးရတစ်ခုလို့အသက်မလွတ်ပြီးအသက်မလွတ်ရပြီပေါ့ဆိုတော့နောက်တစ်ခုသတင်းကပဲခူးတန်းကျုပ်ပေကိုမြို့နေတွင်အယက်သားဟန်ဆောင်ရဲ့ PDF တပ်ဖွဲ့များ၏တပ်စခန်းများကိုလက်လံဆောင်ဆန်းနေသောစစ်တပ်မှတက်ကြွကြီးရေရထက်ကိုပြစ်ခတ်ဖမ်းဆီးစီမှာတေဆုံးခဲ့ပါတယ်လို့သိရှိရပါတယ်။ဒီဟာကသူကတော့ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကိုအာအယက်အယက်သားဟန်ဆောင်ပြီးတော့အယက်ဝတ်တွေနဲ့လက်လံပြီးတော့အာဆောင်ဆန်းနေတဲ့တက်ကြွကြီးအဆောခံလိုက်ရတယ်လို့တေဆုံးနေပါတယ် ူကတတိုးလေးကိုကန်ကောကန်ဆူသွားတာဗောနော်ဆိုတော့ဒီကကကျွန်တော်တူလိုင်းတက်ဖွဲ့တွေအာတရားဦးဒီခရန်တရင်3800တိကောက်တက်ခွေတိကရှင်းလင်းလိုက်တယ်လို့သိရှိရပါတယ်ဒီကကတော့ကျွန်တော်တို့တူလိုင်းတက်ဖွဲ့တွေရဲ့ပြစ်ခတ်မှုကြောင့်နော်တေဆုံးခဲ့ပါတယ်နောက်တစ်ခုကစက်ကောင်စီကမန္တလေးတန်းမင်းသားမြို့တွင်စစ်မှုထမ်းရန်ခေါ်ဆောင်ခံရသောလူငယ်တဦးဒီကားပေါ်မှခေါင်းစင်းထွက်ပြေးရာမှာစက်ကောင်စီကတနက်ပြန်အသေးပြစ်ခတ်လိုက်လို့သိရှိရပါတယ်။ကလေးကကားပေါ်ကနေခေါင်းစင်းပြီးတာ နဲ့နဲ့ခေါင်းကိုတေးပြတာခေါင်းပွက်ထွက်တော်ပြီလို့သိရှိရပါတယ်အရန်ကိုကြောက်စရာကောင်းတယ်ဟုနေသက်ခံတုံကပြောဆိုပါတယ်ဒီဟာကစက်ကောင်စီတပ်ဖွဲ့တွေကအခုချိန်မှာပြည်သူတွေကိုအနာတောင်းပြီးတော့ဖမ်းဆီးမှုတွေစစ်တပ်ကိုလော့ဆောင်နေပါတယ်လူငယ်တွေသတိထားကြပါကျွန်တော်တို့အမေတန်းပြောပါတရက်ကျွန်တော်တို့သတင်းတင်ဆက်တဲ့ကိုလူငယ်တွေအမေတန်းသတိပေးပါတယ်မင်းတို့တွေအာကောင်းကောင်းထွက်လို့မရဘူးဆိုလို့ရှိရင်ဒီဟာဒီလိုမျိုးဖြစ်လာမှာကိုစိုးရိမ်နေတဲ့အတွေ့အကြုံကျွန်တော်တို့အမေတန်းအာ 3p ပြောဆိုပေးနေတာဖြစ်ပါတယ်မဖြစ်မဖြစ်ခင်မှာကြူပြီးတော့ရှောင်းတာကပူပြီးတော့ကောင်းပါတယ်ကျွန်တော်တို့တွေ့ပေါ့နော် နောက်တစ်ခုသတင်းကတော့ဥဝရတုတပစ်တွေမင်းကွန်းကနဲ့စကန်သွောဖို့စစ်တပ်ကလောင်ချောင်ရိပ်မပေးနိုင်လို့ကောင်းလန်းအစာရေလန်းကနဲ့တွဲရတယ်လို့သိရှိရပါတယ်။ဒါကနိုင်ရီပန်းသာကြမ်းမဲ့စကန်နဲ့မင်းကွန်းရွာလန်းကိုစစ်ကောင်စီက လောင်ချောင်ရိပ်မပေးနိုင်လို့ဥဝရတုရဲ့တပစ်တွေကိုနော်အာရေအကောင်းလန်းကနဲ့တွဲရမဲ့လန်းကိုအခုရေလန်းကနဲ့တွဲနေလို့တတော်လေးကိုကြံတော့ပါတယ်လို့သိရှိရပါတယ်။ဒါကဒါနဲ့ပတ်သက်ပြီးတော့မင်းကွန်းကနဲ့စကန်ကိုသွောဖို့အတွက်ကိုမန္တလေးကိုဖြတ်ပြီးတော့ဖြတ်ပြီးမှတရားကနေပတ်ပြီးပတ်သွောနေရတယ်။ ဝဂါရောကာချုတ်ကြီးပြီးသူလူထုရဲ့အခြေအနေကိုသိအောင်တင်ပြပါတော့ဆိုပြီးတော့ဥဝရတူကလည်းသွားခေါ်စီမှာမင်းကြတာကိုလူမှုကွန်ရက်ကမှာအာလူမှုကွန်ရက်မှာတင်ထားတာတွေ့ရပါဆိုပြီးတော့ကျွန်တော်တို့ People's Brain Drain ဌာနမှာဖော်ပြတာတွေ့ရပါဆိုတော့ဒီကအခုချိန်မှာနာစက်ကောင်စီကလောင်ချောင်ရေးအလုံးဝကိုမယူနိုင်တဲ့အတွက်ကြောင့်ဒီဟာကဥရတူဆိုတာကစက်ကောင်စီနဲ့ပတ်သက်နေတဲ့သူလားမသိဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့အာ ကျောင်းသားတွေကနော်ကျောင်းသားတွေကမတော်မတော်ရေးဘူးဖြစ်နေလားမသိဘူးဆိုတော့ဒီကကိုကြည်မစက်ကောင်စီကလွန်ချောင်းမပေးနိုင်လို့ရေလန်းကနေတော်တော်ရတယ်လို့သိရပါဘူးအခုရေလန်းကနေဆိုပေမဲ့လည်းအလီပတ်တန်စစ်ဌာနစစ်ဒေသချုပ်ပေါ့နော်စစ်ဒေသချုပ်လွန်ချောင်းရဲ့အစီအစဉ်နဲ့ပေါ့နော်အာရေလန်းနဲ့အဆင့်ခိုးခိုးခဲ့ရတယ်လို့သိရှိရပါဒီကလည်းစက်ကောင်စီကကွန်လန်းကနေလုံးဝကိုအစီအမပြတဲ့အတွက်ကြောင့်လုံးဝမတော်ရေးတဲ့အတွက်ကြောင့်ရေလန်းကနေနော်ဆိုတော့ဒီကအလီပတ်တန်စစ်ဌာနချုပ်ကခိုးပေးနေရတဲ့အချိန်မျိုးတိ ဖြစ်နေတယ်လို့သိရှိရပါတယ်။ဒီတော့ဒီကတော့ဒီမနေ့ခင်းမှာ not sound တွေ့ရှိထားတဲ့သတင်းထုတ်တွေကိုတက်နေတယ်လို့အချင်းချုပ်ပြီးတော့ပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်။နောက်မှာကျွန်တော်ဆူဆုံးထားတဲ့ယူတန်ဖန်ကိုပြင်ပြီးတော့ကြည့်အောင်။ပထမဆုံးကြည့်ရှုရမယ့်သတင်းကတော့အာယူတန်ကတော့အာကျွန်တော်တူလိုင်းတက်ဖို့ရစီကိုအလိမ့်ဝင်လာတဲ့အလိမ့်ဝင်လာတဲ့အာတက်ကြည်ကြီးတူဦးရဲ့အကြောင်းကိုနားထောင်ကြည့်အောင်။တူဦးပြောပြချက်ပေါ့နော်။တက်ကြည်ကြီးတူဦးပြောပြချက်အာတက်ကြည်ပေါ့နော်။တက်ကြည်တူဦးရဲ့ပြောပြချက်ကိုကျွန်တော်နဲ့တူနားထောင်ကြည့်အောင်။ဘယ်လိုတွေပြောသွားခဲ့တာလဲ။နာမည်ကတော့ တူတက်ချက်လာမင်းဖြစ်ပါတယ်ကျွန်တော်ကိုပိုင်နံပါတ်တော့တောင်းမှု၃၅လေးခုနှစ်ကျွန်တော်ကျွန်တော်တက်ခဲ့တဲ့တင်တင်နှန်းချောင်းကတော့ပသိမ်လေးချင်းရဲ့6လေးချင်းရဲ့6မှာကျွန်တော်တင်နှန်း6လက်တက်ပြီးတော့ဒူတင်နှန်းစင်းကာလာတင်နှန်းစင်းတော့ကျွန်တော်မော်ကျွန်းခမ93လေးကိုကျွန်တော်တာဝန်ကျခဲ့ပါတယ်တာဝန်ကျပြီးတော့မော်ကျွန်းခမ93လေးအမှတစ်ဆင့်2022မှာကျွန်တော်တက်ပြောင်းရွှေ့ကာလာနဲ့ကျွန်တော်ကြောင်မြောက်ခါခါလာစနစ်ကိုကျွန်တော်တာဝန်ရွှေချောင်းထမ်းဆောင်ခဲ့ပါတယ်။တိုက်ပွဲလေးတွေလည်းပါဟို ပြောမှာဆိုတွေ့ကြုံလေးတော့နည်းနည်းရှိတာပေါ့ရှိရဆိုတော့ကျွန်တော်တို့ဂျမာသွားလာလေးနဲ့ဂျမာကားထဲမှာကျွန်တော်တို့ဟိုဟိုမိုင်းဆွဲတိုက်ခိုက်လာလေးတော့ never ခံရရပါတယ်အလုပ်လာရင်အကြောင်းရင်းကတော့ဒီထက်လာအောက်ပြီးကာလာကြီးကိုကျွန်တော်မနေနိုင်လို့ရဲဘော်အချင်းချင်းပေါ်လဲစာနာစာနာနဲ့စိတ်နဲ့ကျွန်တော်ဒီ CDN လောက်လာခြင်းဖြစ်ပါတယ်စက်တိကာလာအနာသိန်းတော့ကျွန်တော်မော်ကျွန်းခမ်းမ93လေးမှာပဲရှိစီ93လေးမှာ93လေးမှာကျွန်တော်အမှလုံုံကြီးတာဝန်တော့ကျွန်တော်ထမ်းဆောင်ရတယ်လုံုံကြီးတာဝန်ထမ်းဆောင်တဲ့မြို့ကတော့ဒီဖြာဖို့မှာ ဆောင်းမလုံးယုံရေးတောင်းရင်ကျွန်တော်ယူထားရတယ်။အာနာသိန်းဆုံးကတော့ဒီဟာကြီးရဲ့ဒီဟာခဏပါခဏအာနာသိန်းကိုပြောမလို့အာနာကိုသူတို့ခဏထင်းသိမ်းထားတာပေါ့။၆လတန်းကြီးတလိုက်တန်းကြီးသူထင်းသိမ်းထားတယ်။အာနာကိုလွတ်ချင်ကြမလဲ။ရှိကလာကြီးကျတော့သူကတုံးကအမြဲတလေကြီးဖြစ်သွားတာ။ဟာတက်ထဲမှာတော့ခိုင်းကြီးနေ။ကြောမယ်ဆိုရင်ကွာထောင်သားနဲ့မကွာဘူးထားတာ။အပြင်ကအပြင်ကပြောမလို့အပြင်ကအကြောင်းအရာကိုဘာမှမသိရဘူးနှလုံးပိတ်နားပိတ်အကုန်ထားတာ အင်းအဲအကြောင်းအရာတွေသိမှသူထက်မှကြောက်နေတာဒီကောင်းတယ်ဒီ Facebook လေးလိုင်းကြီး300တော့မှပဲ like စ်အင်းစီတီယံလို့ပို့ကျွန်တော်တလားလောက်ကိုကျွန်တော်တော်တော်လေးကိုကြိုးစားတယ်တလားလောက်ဆိုတော့ကျွန်တော်အဆက်အသွယ်လေးကိုရအောင်လို့ကျွန်တော် like ချိတ်ချိတ်ပြီးတော့ကျွန်တော်စီတီယံလို့ပို့ကျွန်တော် Facebook Facebook ပေါ်မှာရော like ကိုနင်းပေါ်တက်တော့ပေါ်မှာရောကျွန်တော် like ရှာရှာပြီးတော့ကျွန်တော်တငငင်းကြောင်းတော့တွေ့တော့မှကျွန်တော်အခုလို့စီတီယံလောက်လာတော်တော်ခက်ခဲပါကျွန်တော်လေးတိန်းတာတော့ကျွန်တော်အကြောင်းအရာတော့မသိဘူးဗျာ။ကျွန်တော်လေးတိန်းတာတိန်းတဲ့အကြောင်းအရာတော့သူတို့ကတိုင်းဘွာ ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီတုံးတုံးတက်မှာဆိုလို့ချင်းသူတက်မှတ်မှုအစီအစဉ်နဲ့တိမ့်တာပေါ့တက်မှတ်မှုအစီအစဉ်နဲ့တိမ့်သွားတာဆိုပြီးတော့အာတိမ့်သွားတာပဲရှိရကျွန်တော်တို့ဘာအကြောင်းအရာတော့မပြောဘူးခုကျွန်တော်ယူလာတဲ့ကျွန်တော်ယူလာတဲ့လက်နက်ငယ်ကပြောမယ်ဆိုရင်ဟိုကင်းသမားရဲ့လက်နက်ငယ်ကိုကျွန်တော်ယူလာတယ်။ဟုတ်။သမားရဲ့လက်နက်ငယ်ကိုဘယ်လိုယူလာလဲဆိုကင်းသမားကိုကျွန်တော်တပတ်ရိုက်ပြီးတော့ပေါ့ရက်တိုက်ပြီးတော့ကျွန်တော်ယူလာ။ဟုတ်။တော့ရအောင်ယူလာမယ်ဆိုပြီးတော့အဲသူတို့ကြီးပိုင်းနေရတော့မင်းတို့ ဲ့ဒီဘက်ကိုသွားလို့ရှိရင်ပြောင်းလို့ရှိရင်မင်းတို့မင်းတို့လက်နက်ကိုယူယူပြီးတတ်မှာတတ်မယ်မင်းတို့ပြီးတော့မင်းတို့သွားလို့ရှိရင်လည်းမင်းတို့အဆင်မပြေဘူးအဲ့လိုတွေသူတို့ကတည်နေနှွင့်ထားတည်နေနှွင့်ပြီးကြောင်းသိန်းကားလာကြောင်းသိန်းလာတဲ့လေးတွေကိုအဲ့လိုတွေပြောပြောပြီးတော့သူတို့ပြောမျိုးခြောက်ထားတာပေါ့ခြောက်ထားတာသူတို့ကသွားရင်တတ်မှာပဲဆိုတော့အတွေးကြီးကသူတို့ကောင်းနေမှာအများကြီးရှိတယ်ဒါကျွန်တော်လည်းအရင်တော့ကဝင်ခဲ့ပူပါတယ်အဲ့လိုကောင်းတော့အတွေးကြီးကငါတို့သွားရင်ငါတို့တတ်မှာပဲတကယ်ကမြေမြမှန်တော့ဒီမှာကိုတို့ဘက်ကတွေ့ရတာကြတော့တွေ့တွေ့ကြိုတာကိုကြိုတာကိုတွေ့ရတော့ကျွန်တော်ဝမ်းသာတယ် ဥမာနဲ့ပတ်သက်လို့လည်းအဲ့အိုက်ဘဲကအဲ့လိုပဲဒုထဏနဲ့မထုံးလို့ကထုံးလို့ကဘာလို့လဲဆိုတော့ဒီကောင်ကဒီဥမာစစ်တီတွေဥမာရတာဗျာတိရတဲ့အတိုင်းပဲဟိုတစ်နှစ်နေတော့မှတစ်ခါမှကြောက်ခဲရေပေါ်တဲ့ခါဥမာပတ်စံဆိုတာအမြတ်ငွေဆိုတာလေကြောက်ခဲရေပေါ်တဲ့ခါပဲကျွန်တော်တို့ဒါအကုန်လုံးသိပါတယ်တက်တဲ့မှာရှိရစစ်တီရဲမိအကုန်လုံးသိတယ်ကြောက်ခဲရေပေါ်တဲ့ပတ်စံဆိုတာမျိုးအဲ့လိုမျိုးလေကျွန်တော်တို့ခေါ်ကြတာအဲ့အဲ့ဒီဟာကိုလေသူကဘယ်လိုလုပ်လဲဆိုလို့ရှိရင်အမြတ်ငွေဥမာထားပါတော့ဗျာကျွန်တော်တို့အမြတ်ငွေစုလာတဲ့အမြတ်ငွေကတသိန်းခွဲလောက်ရမယ်ဆိုလို့ရှိရင်ဒီကောင်900ခွဲလောက်ပဲထုတ်ပေးတယ်တက်တဲ့900ခွဲပြန်စုကိုင်းတာဗျာ ပြန်လက်ခုနတော့ငွေဘူးအဲ့ဥပိုင်နဲ့ပြန်ထည့်ခိုင်းတာဘာမှမဆိုင်ဘူး play အလိုကြီးဘယ်တက်တွေဘယ်ဌာနချုပ်တချို့ဌာနချုပ်တွေမှာရေတက်ချင်းဌာနချုပ်ချင်းတူတော့ဘယ်ဌာနချုပ်မှမလုပ်ဘူးဗျာအကျွန်တော်ဌာနချုပ်တစ်ခုလေအဲ့ဒီမှာကျွန်တော်ခံလာလောက်လာအဲ့လိုမျိုးဒီကောင်ကအဲ့လိုပြန်လှုပ်လာဒီကောင်ကအဲ့လိုရပိုင်ခွင့်ကိုယ့်ရဲ့ရပိုင်ခွင့်မျက်စုံလေးရဟာကြီးလေအဲ့လိုမျိုးဒီကောင်ကလှုပ်လေဗျာအခွင့်အရေးတွေဘာတွေရရှိဖို့အတွက်သူကိုယ်တိုင်စူးစမ်းပြီးထောက်ပံ့ပေးထားမှုတွေရှိလားဆိုတော့လေမရှိဘူးဆန္ဒပြောသလိုမျိုးရပိုင်ခွင့်တွေကပဲဖြတ်တော့ဘူးသူကသူအကုန်လုံးယူလာပုံစံမျိုးတွေပဲဒီကောင်ကလှုပ်လာဟုတ်ကဲ့ဆိုတော့ဒီအရကတော့ လူထဏမှုကလော့စားနေတာပေါ့နော်ဆိုတော့လူထဏမှုကလော့စားနေတဲ့အကြောင်းကိုပြောပြနေတာဆိုတော့ရှေ့ကပြောသွားတာကတော့ဒေါ်လေးကိုမှပါ CDM ဝင်လာတဲ့သူကသူ့ရဲ့ကင်းဆောင်တဲ့လူတွေကိုတနက်လှုပ်ပြီးတော့ CDM ဝင်လာတာဖြစ်ပါတယ်နောက်တစ်ခုပြင်ပြီးတော့ကြီးရမယ်ရွတ်တန်ဖက်ကအာဘုံမကြုံမင်းကတော့ ကျွန်တော်တို့တိုလိုင်းတက်ဖို့တဲ့အမြန်လမ်းမပေါ်တက်ပြီးတော့ပြည်သူတွေကိုသတိပေးပြောဆိုတာမျိုးကျွန်တော်တို့ပြည်သူတွေကိုတက်ပွေးဖြစ်ရင်ဘယ်လိုနေရမလဲအာသတိပေးဘယ်လိုတွေအသိပညာပေးတဲ့ဟာကိုကြည့်ပြီးတော့တက်ပုံတွေမြင်ပြီးတဲ့နောက်မှာဘယ်လိုတွေလွန်မြတ်ပုတ်ကိုသွားလဲဆိုတာကိုကျွန်တော်နဲ့တူကြည့်ကြည့်အောင်နော်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာ PDF တီတက်လာတဲ့ဟာလေးတက်ပုံလေးထွက်လာကျွန်တော်တော်တော်လေးဟိုဟိုဘာဖြစ်သွားလဲအာတင်သွားတယ်ပေါ့နော်ဒါမျိုးကတော့မဆန်းတော့မဆန်းဘူးပေါ့ဗျာဒါပေမဲ့ဆန်းတယ်မန္တလေးရန်ကုန်မန္တလေးလမ်းဟောင်းရဲ့လမ်းပိုင်းကိုတဲ့ ARI အမှတ်3တပ်ရင်းနဲ့ PDF တပ်ဖွဲ့ ARI အမှတ်3တပ်ရင်းဆိုတော့ PDF တပ်ဖွဲ့ကနေပြီးတော့ရန်ကုန်မင်းလေးလမ်းဟောင်းမှာမတ်လ13ရက်နေ့ကမတ်လ13ရက်နေ့မနေ့ရက်တဲ့မနေ့ရက်စစ်ဆေးမှုတွေလုပ်ပါလုပ်တယ်တဲ့လမ်းပေါ်တက်ပြီးစစ်ဆေးရတယ်ဆိုပြီးတော့သူတို့ထွက်တာထုတ်တာပုံလေးရဆိုရင်လည်းဟုတ်တယ်ဗျကားတွေနဲ့ဒီမှာကားတွေကိုသူတို့တားပြီးစတာကြီးကျွန်တော်ရှိတယ်ဒီမှာကျွန်တော်စိတ်ထားရှိပါတယ်ကားတွေနဲ့ကားတွေမှာအများကြီးပဲခီးသွွားကားတွေရှိတယ်အင်းစီကားရှိတယ်အကုန်လုံးသူကတားတယ်ဒါပေမဲ့အဲ့ကားတွေကိုသူကဟိုဟာတွေနံပါတ်ပြားတွေကိုဖျောက်ထားတယ်နံပါတ်ပြားတွေကိုဘလားထားတယ်ဘလားထားတော့ဘယ်ကားတွေဘယ်ကားတွေဆိုတော့မသိအောင်ဘူးလေဘယ်ကားတွေကဆိုမသိအောင်သို့တော့ လမ်းပေါ်တက်လာတယ်ဆိုတော့လမ်းကောင်းမိုင်းလမ်းဟောင်းမှာတကယ်တက်လာသလားဆိုတော့ကျွန်တော်တို့စုံစမ်းကြည့်ရသလောက်တကယ်တက်လာတယ်လေတကယ်တက်လာတယ်ကျွန်တော်စုံစမ်းကြည့်တကယ်တက်လာတာတဲ့ဆိုတော့တို့ရဲ့ဖော်ပြချက်မှာတော့ရန်ကုန်မန္တလေးလမ်းဟောင်းတနေရာလို့ပဲတုံးတယ်စစ်တဲ့တက်စစ်တဲ့ဖွဲ့ဟာအယောရီအယောရီအမှတ်သုံးတိုက်ရင်ပီဒီအဖွဲ့လို့ပြောတယ်အာအဖွဲ့တွေကလည်းအဲ့လိုနေကြတယ်ပေါ့ဗျာဒါပေမဲ့ဒီမှာကားတွေမှာကြည့်လိုက်ပေါ်ပါတယ်နော်ကားတွေမှာကားတွေမှာတက်စစ်တာမှာဒီလိုပုံလေးမှာကားတွေမှာသူတို့စစ်ကားတွေကိုဝင်စစ်တယ်သူတို့ကလိုက်စစ်အမဲသူတို့ကမသိဘူးသူတို့သူတို့ပိုင်နေလမ်းလို့ပဲသူတို့တက်စစ်နေစစ်တော့စဉ်းစားကြည့်ပေါ့ဗျာ ိရတလောက်ကရေကုန်မင်းလမ်းအောင်ပေါ့အဲ့ဒီလမ်းနာတဝက်မှာတကယ်တက်ပါလေတဲ့ဘယ်နာလဲဆိုတော့အခုတို့တက်သွားတဲ့နေရာကအုတ်တွင်းနဲ့ကျွဲပွဲချာနော်မြို့ဆောင်လမ်းအကျော်နော်အဲ့အကျော်နားလေးမှာမြို့ဆောင်လမ်းအကျော်တဲ့နော်အုတ်တွင်းကျွဲပွဲအုတ်တွင်းမြို့ဆောင်လမ်းအကျော်ကျွဲပွဲနဲ့ချာအဲ့နာမှာတဲ့တစ်ဖက်မှာစစ်တောင်းပြည်ကြီးရှိတယ်စစ်တောင်းပြည်ကြီးရှိတယ်ပြီးတော့စစ်တောင်းပြည်ရေကုန်မင်းလမ်းအောင်ကြီးရှိတယ်အဲ့ရေကုန်မင်းလမ်းအောင်ကိုတော့တက်ပြီးတကယ်ဆက်တယ်အုတ်တွင်းနဲ့ကျွဲပွဲချာမှာဟိုတက်ဆက်သွားတာပါတဲ့အဲ့လိုမျိုးတွေကခဏခဏဖြစ်လာဆိုတော့ ဖြစ်တယ်တဲ့ဟိုတလောက်နှစ်ချိန်သုံးချိန်တော့တစ်ခါလေးတက်တယ်ခါကြီးရလဲတလောက်လုံးလုံးမတက်ထားလဲရှိတယ်ဒါပေမဲ့အခုတော့တစ်ချိန်တက်လာတာတွေ့ရောဆိုတော့အဲ့ဒီအဲ့နားမှာတိုက်ပွဲတွေဖြစ်နေလားဆိုအဲ့နားမှာတိုက်ပွဲအကြီးကြီးဖြစ်နေရတဲ့ဆိုတော့အုတ်တွင်းတွဲပွဲကအပေါ်နဲ့ဆက်တက်မောင်းသွားရင်တောင်ကူရောက်ပြီဗျတောင်ကူအထွက်လေးပဲဆိုတော့ကျွန်တော်စဉ်းစားနေတောင်ကူမှာအခြေစိုက်တယ်ဒိုင်းစရနာချုပ်ပေါ့နော်တိုင်းမှုပေါ့စစ်တိုင်းမှုနဲ့တောင်ကူစီခြေစိုက်တယ်စစ်တိုင်းမှုနဲ့ဒိုင်းစရနာချုပ်တောင်ဝင်ရှိသူတွေကကျွန်တော်အာအသိနေတာတခုရှိတယ်ဒီလူတွေကအဲ့ဒီတောင်ကူနာပတ်ပတ်လေတော့ဝိုင်းမှာရောက်နေတဲ့ ဒီလက်နက်ကင် PDF တွေကိုနှိမ့်နှင်းမှုသူတို့မလုံနိုင်တော့တာလားမလုတ်ချင်တာလားမလုတ်တာလားကျွန်တော်နားမလဲတော့သူတို့ကမလုတ်ဖက်နဲ့တမင်မွေးထားတာအဲမို့သူတို့သူတို့အချင်းချင်းကပါလဝါရိုက်ထားကြတာလားကျွန်တော်အဲ့လိုမေးဖို့နေမေးရတော့ဖြစ်နေပြီအဲလဝါရိုက်ထားကြတာလားလို့တော့မေးရမှာဖြစ်နေပြီဘာလို့တောင်ကူကတိုက်စနစ်ကြီးတခုလုံးရှိတယ်ဒါပေမဲ့ထွက်ရှင်းဖို့မလုတ်ကြဘူးမတက်မရှိတာလားစစ်သားမရှိတာလားစစ်သားမရှိတာတော့မဖြစ်နိုင်ဘူးလေမဖြစ်နိုင်ဘူးအဲ့တော့ တောင်ကူမှာရှိတဲ့တိုက်ဆက်ဆံဆံချုပ်ကြီးထိုင်ထားတာအဲ့ဒီအဖွဲ့တွေကတော့ထွက်မရှင်းနိုင်ဘူးဆိုတာတောင်ကူတိုင်းတောင်ကူမှာထိုင်တဲ့တိုက်ဆက်ဆံချုပ်စတိုင်စတိုင်မှုနဲ့တက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့အရေးချင်းကိုမေးခွန်းထုတ်အောင်ဖြစ်နေပြီအဲ့ဒီစတိုင်မှုနဲ့ပြီးတော့အခုပြန်ကြားနေရတာဘာလဲဆိုတော့ပြီးခဲ့တဲ့အဲ့ဟိုတက်ကအရာရှိအဲ့ဟိုတောင်ကူအထွတ်တန်တော်ကြီးနဲ့တောင်ကူကြားမှာအသက်ခံလဲပြီးခဲ့တဲ့ဝိုင်းပြစ်လို့တည်သွားတဲ့ကိစ္စဖြစ်သွားပြီးတဲ့နောက်မှာခဏတော့တို့ကအဲခီးဝါးနေမလာကြနဲ့ပေါ့ဟိုအစည်းအဝေးတက်ဖို့မလာနိုင်ဘူးခဏဆိုထားပြီးအခုပြန်တက်ခိုင်းနေပြန်ပြီတောက်နေတာ ြန်တခိုင်းရဲဆိုလမ်းမှာ PDF တက်လို့စစ်တပ်ကအရာရှိတယ်မနေရောက်သေးအောင်လို့ဆိုတာမသိနိုင်ဘူးအဲခဏစဉ်းစားကြည့်လုံချုံရဲတဲ့တရားမလုပ်ဘူးလမ်းကြောင်းလည်းမရှင်းတာဘူးဘာမှလည်းမဖြစ်ပဲနဲ့ခဏစစ်သားကသူ့ဟာသူတယောက်နဲ့လာတော့ဘယ်လိုလုပ်ရမလဲဗျာဟိုကတအုပ်ကြီးလမ်းမှာမိုင်းဆွဲတာချောင်းပြတာစနိုက်ပါပြတာစတိကောပေါ့ဗျာနင်းထိုင်တဲ့ဟိုတခါတရံကြရင်ဟိုမလိုလားအပ်တဲ့ဟိုဘာခေါ်လဲမလိုလားအပ်တဲ့အဲဒီလုံဆောင်ချက်တွေတချို့သောကိစ္စတွေကြောင့်နင်းထိုင်တဲ့တပ်မတော်သားတွေဆုံးရှုံးရတယ်အသက်တွေပေးရတယ် ိုကျင်းစာတရားလေးရှိကြဖို့လိုတာပါဗျာပွင့်လင်းပြောတယ်ကိုကျင်းစာတရားရှိဖို့လိုတာပေါ့နော်မေတော်ဘာတွေကကိုကျင်းစာတရားတွေရှိလာလို့ရှိရင်တော့ရှိတယ်ဆိုလို့ရှိရင်အခုချိန်မှာဒီလိုမျိုးဖြစ်เสียအကြောင်းမရှိဘူးဒီလောက်ထိမင်းတော်အပါသားသမီးတွေပြည်သူတွေရဲ့တည်ပြည့်စရာအကြောင်းမရှိဘူးကိုကျင်းစာတရားရှိတယ်ဆိုလို့ရှိရင်ဒါကသူတို့တွေကိုချင်းစာတရားမရှိလို့သူတို့လောဘတွေတွေ့ပဲအမေတန်းစဉ်းစားနေတဲ့သူတွေတွေ့ဖြစ်နေလို့အခုချိန်မှာပြည်သူတွေကလည်းတည်ရတယ်စစ်စစ်သားတွေကလည်းတည်ပြနေရတယ်ဆိုတော့နောက်တစ်ခုကငါပေါ့အခုနကျွန်တော်တင်ဆက်ပေးတဲ့ဦ အာဝီရတူပေါ့နော်ဝီရတူရဲ့လမ်းကြောင်းကိုရှင်းပေးနေတဲ့ငပုတ်ရဲ့ကြောင်းကိုနော်ဆိုအာဒီကကြောင်းသားနဲ့အကြောင်းပြပြီးတော့စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ပြည်သူစစ်တွေအသေးပြောက်များနေတဲ့အကြောင်းကိုပြောပြနေတဲ့ရုပ်သံများကိုကျွန်တော်တို့လည်းတို့ကြည့်ကြအောင်ဆိုတော့ဒီထဲမှာဆိုတော့ကြောင်းသားတွေကိုဘာမှမလုပ်ပါနဲ့အာပြည်သူစစ်တွေနဲ့စစ်သားတွေကိုတော့မင်းတို့ဆိုချင်းတလို့ဆိုပါဆိုပြီးတော့ပြောသွားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တို့နှံထောင်ကြည့်အောင်နော်အဲ့တော့ဦးသေးကတော်လိုင်းသမားတွေကိုပြောချင်တာကမင်းတို့တော်လိုင်းပေါ့မင်းတို့ ဘလို့ရွေချက်နဲ့ဘလို့ခိုင်ယူချက်နဲ့ပဲလှုပ်လို့မှားတယ်မှန်တယ်ဆိုတော့မင်းတို့ဟာလည်းသူဆုံးဖြတ်อืมအခုဒီစကားပြောပြီပေါ့နော်မင်းတို့လည်းမင်းတို့မှန်တယ်ဆိုလို့လှုပ်ဆောင်လေအဲ့တော့ဒီပညာရေးကလေးတွေနဲ့လည်းအန်ဒီရေမပြုတ်ဘူးနော်ဒါမေတ္တာရက်ခိုင်ဖြစ်ပါတယ်အန်ဒီရေမပြုတ်ဘူးကလေးတွေကိုစစ်ထားလို့မေးမြန်းလာလို့မလှုပ်ဖို့အတွက်ဒါဦးဇင်းတို့ကမေတ္တာရက်ခိုင်ဖြစ်တယ်မေတ္တာရက်ခိုင်ဖြစ်တယ် ဒီနေ့14ရက်နေ့မနက်ပိုင်းပတ္တဆာတခုလက်မောင်းကြည့်ထိမှန်ပြီးညနေပတ္တဆာလေးပေါ့နော်လက်နေကြည့်အစအနာထိမှန်တဲ့မင်းခွန်းတော်ရောင်မရွာသူရွာသားများဗရန်နဲ့ပူပေါင်းပြီးညာရန်ပေးနေပါပြီတဲ့။ငါးကိုင်းတုပ်ပြီးမိုးမွေနေအောင်ဝိုင်းဆဲနေပါတယ်တဲ့။ထွက်ခဲဖို့လာတိုက်ဖို့လည်းစိန်ခေါ်နေပါတယ်တဲ့။ဗရတ်တွေကငကပတ်တောင်ရဲ့အနောက်ဖက်တရက်ချန်ထဲမှာ၁၀ရက်နေ့ကလည်းအင်အား၂၀ခန့်ရှိတယ်။ ရဇကန်ကုန်းကိုတောင်သာဘက်ကနေဝိုင်းထားလို့တပတ်ကျော်ရှိပေမလဲစေချောင်းမှုကရဇကန်ကုန်းမှာအကာအကွယ်နဲ့လုံးလုံးချုံချုံနေပြီးတိုက်ခန်းတဲ့ကမထွက်ဖဲနဲ့ရေခဲတက်တာနဲ့ပေါ်ပြားပေါ်အေးစေးစေးလေးပေါ်နေနေပေါ်နော်ဗရက်20လာတယ်တွားရှင်းလိုက်မယ်လို့တင်ပြတော့မသွားနဲ့တားမြစ်တယ်တက်နေမှာတက်နေမှာမှုတွေကောင်နေမှာဖုံးဆက်တဲ့တွင်မေးတယ်ကတော့တက်နေမှုကလည်းလမ်းမင်းစေချောင်းမှုကလည်းအမှန်မပြောပဲထိန်ချမ်းလိန်လဲထားတယ်တဲ့နော်အခုရဲစခန်းအပြစ်ခံရပြီတဲ့လက်လက်ကြီးနဲ့လည်းအပြစ်ခံရတယ် ကရင်ထုတ်လက်နဲ့တွင်နေလဲဆိုတဲ့မြစ်စိတ်ကလက်ပံပါဝဲမြောက်ဖက်ရွာအားလုံးကိုတဲ့ဗရက်ဗရက်စုမိုးထားပြီးစေရေးဂိတ်တွေဖွင့်ထားတာတဲ့စစ်ကြောမှုတိဟံမတူဘူးတဲ့ရဲစခန်းရှိကနေဖက်ခေါ်တာတွေတွေ့မြင်ရနေပဲစခန်းမှုကတော့လုံးဝလုံးဝအလုံးမလုံးပါတဲ့ဒါဥစဉ်တို့ဒါခံရုံနဲ့တရေတိတိကြကြတရေနေဒါဥစဉ်တို့ပေးထားတယ်ပေါ့နော်အဲ့တော့ကျောင်းလူကျောင်းသားတွေစာမှုပဲပြောပြောရှင်းရှင်းဖျောင်းဖျောင်းပြပြနဲ့တွားဖြေဖို့အတွက်ကို မင်းတို့တွေဂျီဘူးနဲ့ခွင့်ပြုပြီးအန်ဒရီမပြုကိုမစစ်ဖို့တော့မင်းတို့တွေဒါလိုအပ်တယ်ဒီကြောင့်ကိုပဲကျန်တာတော့မင်းတို့ကလည်းဘာပဲလုပ်လို့ပေါက်ကိုတော့မပြောလို့ဘူးဒါမင်းတို့လည်းမင်းတို့ခိုင်ကိုကျန်တယ်ပေါက်ကိုတော်တော့ကလည်းပေါက်ကိုတော်တို့ခိုင်ကိုကျန်တယ်အမြင်မတူတော့အဲ့ဒါခုနော်အဲ့ပီသူစစ်နာနေပြီပီသူစစ်နာနေပြီအဲ့ဒါကြောင့်လို့ဒီစကားပြောတာကဲဆိုတော့အကောင့်လေဆိုလို့ရှိရင်မင်းတို့တက်လာခဲ့ပါဘာညာလာအကောင့်ပါဒီကောင်ကနော် သူတို့သူ့ရဲ့ပြည်သူစုတွေအားကောင်းနေတယ်အာစစ်သားတွေနဲ့အတူတူအာပေါင်းစားဖို့လုံနေအာလုံနိုင်တယ်ဆိုလို့ရှိရင်တော့အခုချိန်မှာဒီလိုမျိုးစကားတွေမပြောဘူးเนาะဒီလိုမျိုးစကားတွေမပြောဘူးမင်းတို့တက်လာခဲစမ်းဘာလဲဘာညာဘောဒီလိုမျိုးစကားတွေပြောမှာငပောက်ကတော့သူ့ရဲ့အာအမှုရာကတော့အကောင်သိပြီးသားဆိုတော့အခုချိန်မှာအဲ့ဒီအချိန်မှာမသွားရေးတဲ့အာကျွန်တော်တို့လိုင်းတစ်ခုနဲ့၄၀လောက်ရှိတယ်သွားပြီးတော့ရှင်းမယ်ဆိုတဲ့ကောင်ကလည်းမူးတယ်ကောင်ပဲသွားပြီးတော့ရှင်းမယ်လို့ပြောမှာ သူတို့အဲ့ဒီ gmail ကောင်ကလည်းအခုအချိန်မှာရှိရှိသေးလားလို့မသိဘူးသူတို့တရားကတော့ဒီမနေ့ခင်မှာ not sound တွေ့ရှိထားတဲ့သတင်းထုတ်တွေကိုတက်နေတော့တင်ဆက်ပေးရင်လေဘိုးမတွေလွန်မြတ်နေတဲ့ရုပ်သံဖန်တွေကိုလည်းပြင်ပြီးတော့အာရရှင်နေနဲ့ပြင်ပြီးတော့ကြည့်ရတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုနဲ့ပဲအဆုံးသတ်ပါမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမေးနေကြည့်ရှုအပ်ပေးနေကြတိုးလွန်ပြီးသူမြတ်အားလုံးကိုလည်းကိုယ်ကြီးကြမှာခြင်းစေကျမ်းတာခြင်းနဲ့ပြည့်စုံကြပါစေ